်မင်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်မဒီပီပီယိုမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်တနင်္သာရီတိုင်းမြေမြုံနယ်ကစားသောက်ကုန်ရောင်းချတဲ့ဈေးကားတွေအနေနဲ့တနင်္သာရီမြို့နယ်ကိုအသားငါးရောင်းချခွင့်စစ်ကောင်စီကပိတ်လိုက်ပြီးကားသမားတွေကိုလည်းခံဝင်လက်မှတ်ထိုးခိုင်းပြီးပြန်လွှတ်လိုက်တယ်လို့ကားသမားတွေနဲ့နှိဆက်သူတွေစီကသိရပါတယ်။ မေလ9ရက်မနေ့ပိုင်းကတနင်္သာရီမြို့နယ်ဘက် စားသောက်ကုံရောင်းမှုလာတဲ့ကားတွေကိုပတောင်းကျေးရွာအုပ်စုကကျင်းနားနိုင်စစ်ဆေးဂိတ်ကဖမ်းဆီးခဲ့ပါတယ်။ဒါပြင်သားငါးတွေရောင်းချခွင့်3လပိတ်ခဲ့တယ်လို့မျက်မြင်တွေ့လာရတဲ့ခီးသွွားပြည်သူတယောက်ကပြောပါတယ်။ဒီမတိုင်ခင်ကတင်းနှသရဲ့မြို့နယ်ဘက်ကိုသားငါးတွေအကန့်အသတ်နဲ့ပဲတင်ဆောင်ခွင့်ပေးထားတာဖြစ်ပြီး ကားသမားတွေကစစ်စေးဂိတ်တွေကိုဂိတ်ကြေးပေးပြီးသွာလာနေခဲ့ရတာဖြစ်ပါတယ်။ အခုတော့ဇေယောင်ချခွင့်ပိတ်တယ်ဆိုတာသိရှိကြောင်းခံဝန်ထိုးထားတဲ့ကားတွေကိုပဲဖြတ်သွားခွင့်ပေးတယ်လို့တနင်္သာရီဒေသခံတယောက်ကပြောပါတယ်အခုနှစ်အစောပိုင်းကဆားလို့စစ်ကောင်စီကတနင်္သာရီမြို့နယ်ဘက်ကိုဆန်နဲ့စားသောက်ကုန်တွေကိုအကန့်အသတ်နဲ့ပဲတင်ဆောင်ခွင့်ပေးပြီးရိုက်ခဖြတ်တောက်နေတာကြောင့်ဆန်နဲ့စားသုံးစီဈေးနှဆနီပါတက်လာတယ်လို့ဒေသခံတွေကပြောပါတယ်ရှင် ဒေသကာကွယ်ရေးအဖွဲ့တွေပိတ်ဆို့ထားတဲ့ပခောက်ကူခရိုင်တွေကပြူရွာတွေကိုစစ်ကောင်စီကလေကြောင်းကနေရိုက်ခါထောက်ပို့တာတွေပြန်လည်ပြုလုပ်နေပါတယ်။ဒီသတင်းကိုတူတာချမ်းသာပေးပို့ထားပါရရှင်။ မကွေးတိုင်းပခုတ်ကူခရိုင်နယ်ကပြူစောတိကျေးရွာတွေကိုဧပြီလကုန်ပိုင်းကစပြီးစစ်ကောင်စီကလေကြောင်းကနေရိခါထောက်ပို့မှုအများပြားပြုလုပ်ခဲ့တယ်လို့ဒေသခံနိုင်ငံသမားတွေကပြောပါတယ်ပခုတ်ကူခရိုင်ဟာမြောက်ဘက်မှာစကိုင်းတိုင်းမုံရွာခရိုင်ရင်းမပင်ခရိုင်နဲ့စကိုင်းခရိုင်တို့နဲ့ကြီးစပ်နေတာပါအရှေ့ဘက်မှာတော့မန္တလေးတိုင်းမြင်းကြံခရိုင်ညောင်ဦးခရိုင်တို့နဲ့နယ်မြေချင်းကြီးစပ်နေတာဖြစ်ပါတယ် မန္တလေးတိုင်းဘက်ကနေမန္တလေးနဲ့စကိုင်းဘက်ကိုရခိုင်တပ်တော် A ထူပေါက်လာဖို့ရှိနေတာကြောင့်မတ်လ28ရက်နေ့ငလင်အလုံးကာလကလေးကစစ်ကောင်စီကပခုတ်ကူခရိုင်ထဲမှာစစ်ကြောင်းတွေပြန်ထိုးခဲ့ပြီးလေကြောင်းကနေပြခတ်တိုက်ခိုက်တာတွေလည်းပြုလုပ်နေတာပါ။ AA ကကြတဲ့ခါကျတော့တရားဝင်မင်းအနောက်ဘက်ကန်က PDF တော်တော်များများကိုလည်းသူတို့ကစီရုံးမှုတွေလုပ်ခဲ့တယ်သူတို့နဲ့ပူးပေါင်းလို့ရှင်သင်တန်းပေးသလိုရိတ်ခါတွေပေးတယ်လက်နက်ခဲရနေလဲထောက်ပံ့တာတွေလည်းရှိနေတယ်ကျွန်တော်တို့ငဖဲလမ်းအနေပါမှာထိုးဖောက်ဖို့ရအတွက်စူးစမ်းနေတယ်ဆိုတာလည်းကြားရတယ်အခုခိုင်တယ်မှာရှိတဲ့ပြူရွာတွေတော်တော်များများကလည်းပြောမှဆိုတော့ရခိုင်တော့တော်တော်နည်းတယ်လေပေါ့မြုံနေသလိုရှင်ကြွားပေါင်း190လောက်ရှိတာမှာပြူရွာက9ရွာလောက်ပဲရှိတာ哦လောလောဆယ်မှာအဲပြူရွာတွေကိုလည်းသူတို့ဟက်စကီနဲ့ရောလေရင်နဲ့ရောသူတို့ရိတ်ခါတွေအများအများချတာလည်းတွေ့ရတယ်လေသူတို့မှာလေချောင်းနဲ့ပတ်သက် ပရမခြေတက်မှုတွေပိုးလုလာနိုင်လဲဆိုတာကိုတော့တွေ့ရတယ်ပခုတ်ကူခရိုင်ရဲ့ကရဲမန္တလေးတိုင်းမြင်းညံမြို့နယ်မှာလဲစစ်ကောင်စီကလက်နက်ကြီးထိုင်ချတာတပ်သားအင်အားတုံ့ပြန်ချထားတာမြို့ဝင်အထွတ်စစ်စီတင်းကျပ်တာရိခာတည်ယူမှုကန့်သက်တာစီရာတွေပြုလုပ်ပြီးညံမြေထိန်းချုပ်မှုကြိုးစားနေတယ်လို့မြင်းညံခရိုင်တပ်ရင်ခွန်တောင်ရှိသူတယောက်ကပြောပါတယ် ်အကြီးပိုင်းထိုင်လာတယ်ဆိုတော့ခွေးပြင်ရောခွေးပြင်ရောတော်ရှိမပြောပါတော့စစ်စစ်ရင်းနေပြီးတော့ရှောင်းပြီးရောသူတို့မတုံးတက်ကောင်လည်းလာလေအကျွန်တော်လည်းအဲဒီဟိုတိတ်တိတ်ဖြစ်တဲ့ကွဲကြီးကစစ်တပ်ကောင်ကြီးများတက်ကောင်ကြီးကိုကိုကောင်ကြီးပြူပြူသိပ်မတုံးဆိုတော့ဂျမ်းတယ်စစ်စစ်ရအဲဒီကျွန်တော်ကတော့အဲဒီညီကျော်တော့အပြောင်းပဲတာလူရောပါပြောပြောမှမရတော့ရှင်းရပါအကြီးကဘာကြီးပါနေဆိုတော့စိတ်ဒီမှာစစ်စစ်ကြီးကကြွားကန်းကျူကြီးပါနေရလေသားပါကားသိန်းလူတွေပါဟာလည်းဖြောက်ပဲလျှောက်လျှောက်ပါလို့ဒီအဲ့လိုချတယ်ဂျမ်းတော့တော့ဂျမ်းတယ်ဆန်းဆိုရင်တိတ်တယ်လို့မရဘူးပေါ့အဲ့ဘက်ပဲတိတ်လို့ရတယ်ပါအဲ့လိုကန်တဲ့ န်းနဲ့ပေါ့သူကတော်တော်ကျိုးတယ်မန္တလေးတိုင်းမြင်းကျက်မြို့နယ်မြင်းကျက်တောင်သာလမ်းနှမ်းမြင့်တောင်ကြားလမ်းပိုင်းကိုဧပြီလကုန်ပိုင်းမှာစစ်ကောင်စီကတာလုံရဲအားနဲ့ဖိအားပေးပြီးပြန်ထိန်းချုပ်ထားပါတယ်စကိုင်းကလင်လုခွက်ခဲ့တဲ့မတ်လ28ရက်နေ့ကနေမေလ10ရက်နေ့အထိစစ်ကောင်စီကနိုင်ငံတော်အမှလေကြောင်းတိုက်ခိုက်မှု938ကြိမ်အထိပြုလုပ်ခဲ့ပြီးလေကြောင်းတိုက်ခိုက်တာနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာကြောင့်နိုင်ငံတော်အမှပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်349ယောက်ထပ်မံနေသေဆုံးခဲ့ပါတယ်ကျွန်တော်တူတာချမ်းသာပါ ်မန္တလေးမြို့ကနေရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကိုသွားတဲ့လမ်းကြောင်းတွေပေါ်ကစစ်ကောင်စီဂိတ်တစ်ခုတည်းကိုပင်ကားငယ်တစ်စီးကိုကြက်သုံးသောကနေတသိန်းခွဲထိဖြတ်တန်းကတောင်းနေတာကြောင့်လာရှုမြို့မှာ ကုန်စင်းလုံးတွေတုံးစားလောက်မြင့်တက်နေတယ်လို့မြို့ကန်တွေကဆိုပါတယ်။တောင်ပိုင်းကပဲပတ်ပတ်ကြောက်ဒီလိုဒီဘက်ကပဲပတ်ပတ်ပေးရတာများတယ်လေ။အဲ့ဒါနေသွားတယ်ဆိုရင်ဥပမာနန်းလန်ဘက်လိုင်းကားဆိုလို့ရှိရင်ဥပမာ ATP အဲတပါ ဝက်စကားဆိုရင်3000နဲ့အဝင်ဝင်ထွက်ထွက်နော်ဒီလိုအာရာဖတ်ဆိုလို့ရှိရင်အတွက်5000ဆိုတော့ဝင်ဝင်ထွက်ထွက်အဝင်ဆိုရင်လည်း5000ပြန်ထွက်မယ်ဆိုလည်း5000တောင်းနောက်အန်စာ3000ဆို7000กว่าစဉ်းစားကြည့်လိုက်ခွက်ကလေးနဲ့သွားတာကွာနော်တသိန်းခွဲပေးရတယ်ကွာစဉ်းစားကြည့်အဲတသိန်းခွဲပေးနိုင်ရင်ကွာမပေးနိုင်ရင်ပြန်လက်အဲ့လိုတွေလောက်တာတမန်တနကားမှာလုပ်တဲ့စူသွားလေးဝယ်လိုက်တာကဒီမှာကဟိုပဲရှိတယ်1200ပဲရှိတာပုံမှန်ဆို3500 4000လောက်ပြည့်နေတယ်ဆိုတော့ဘာပဲပြောပြောလေနောက်ဆက်3000လောက်ဖြစ်သွားတာပေါ့ MNDA ကိုကန့်တက်ဦးဆောင်တဲ့တော်လိုင်းတက်ဖွဲ့တွေကတိမ့်ပိုက်ထားတဲ့လာရှုမြို့ကို တရုတ်နိုင်ငံရဲ့ဖိအားကြောင့်စစ်ကောင်စီကိုပြီးခဲ့တဲ့ April ကပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။အဲလိုလွှဲပြောင်းပေးပြီးနောက်ပိုင်းလာရှိုးမြို့ဝင်မှာ MNDA ကစစ်ကောင်စီရဲ့လက်နက်ခဲယမ်းတွေကိုမြို့တွင်းကိုတယ်ဆောင်တာရှိမရှိစစ်ဆေးနေပါတယ်။မြို့တွင်းကိုပြန်လည်အခြေချခွင့်ရခဲ့တဲ့စစ်ကောင်စီကိကတော့ AD တရားမှာဖြတ်တန်းသမျှကားတွေကိုအဓမ္မငွေတောင်းတာတွေရှိနေတယ်လို့မြို့ကန်တွေကဆိုပါတယ်။ အဲဧဒီဒရာနဲ့အထွက်ကားဆို9000အဝင်ကားဆို3000အဲဒီရုပ်နံပါတ်နဲ့ကားကြီးတွေနော်တင်လာပဲဆိုတရုတ်ဝင်1000ဘာမှလေးဆယ်သိန်းလောက်တောင်းလို့ရှမ်းမြောက်မှာပြေးဆွဲနေတဲ့ကုန်တင်ရင်ခီးတဲ့တင်ရင်နဲ့အိမ်စည်းကားတွေဟာစစ်ကောင်စီအပြင်တက်ဆိုင်ရာဒေတာလိုက်တိုင်းရင်းသားတပ်ဖွဲ့9ဖွဲ့လောက်ကိုငွေကြန့်တောင်းကနန်းကနေပိန်ကနန်းထိခောက်ကြီးလစင်ကြီးနှစ်စင်ကြီးတွေပေးဆောင်နေရတာပါ ဲ့လိုပေးဆောင်နေရတာဟာဝင်နဲ့အားမမျှတာကြောင့်တချို့ကားဂိတ်တွေပိတ်ထားရတာရှိပါတယ်။ KI ကိုလည်းဆောင်ရတယ်။အဆက်တပြည့်ကိုလည်းဆောင်ရတယ်။အခုစီးပွားအရင်လိုလည်းမဖြစ်နိုင်တော့ဘူးထင်တယ်။တော်တော်လေးကိုလည်းငလင်တန်ကြောင့်စီးပွားတန်ကြောင့်အကုန်လုံးတော့ပြပုံနေလို့ဖြစ်ကုန်ပြီ။ဟိုကိုရတာ30လောက်ရတယ်။သူတို့အခွန်ကောက်တာ20လောက်ဖြစ်နေပြီ။အခွန်အခတွေကိုကျွန်တော်တို့ကကြောက်နေမြောက်ပိုင်းမဟာမိတ်ညီနောင်တုံးမဲက2023အောက်တိုဘာမှာစတင်ခဲ့တဲ့10-20ခုစစ်စင်ရေးနောက်ပိုင်း မန်လေးကနေရှမ်းပြည်နယ်မြောက်ပိုင်းလာရှုဘက်ကိုသွားမယ်ဆိုရင်ပြည်တော်စုလမ်းမတိုင်းသွားလို့မရတော့လို့ရှမ်းပြည်နယ်တောင်ပိုင်းဘက်ကနေပတ်သွားရင်သွားဒါမှမဟုတ်ကွန်းလန်းနေကနေသွားနေရပါလေလက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချုံမြို့မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေပါလေဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းကိုတင်ပို့မဲ့စားတောက်ကုန်စေဝါကုန်စည်ပစ္စည်းတချို့ကိုလည်းကန့်တက်ပိတ်ပင်ထားပါလေ ကျွန်တော်ခွန်စော်ဦးပါ Ecuador နိုင်ငံအမေဇုန်ဒေသမှာရာစုဂိုင်းတစ်ခုနဲ့လက်နက်ကိုင်စစ်သားတွေထိုက်တိုက်တွေ့ရင်သေဆုံးခဲ့တဲ့စစ်သား၁၁ဦးရဲ့ရုပ်လောင်းတွေကို Ecuador စစ်တပ်ဟာမေလ၁၀ရက်နေ့ကမြို့တော်ကွေတိုမှာလက်ခံရရှိခဲ့ပါတယ်။မေလ၉ရက်က El Do Punino area မှာတရားမဝင်တပ်တူတူဖော်မှုကို ပြစ်မှတ်ထားတဲ့စစ်စင်ရေးတစ်ခုအတွင်းမှာစစ်တပ်တိုက်ခိုက်ခံခဲ့ရတယ်လို့ Ecuador ကကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ ကွန်မန်ဒိုစ်ဒေလာဖရွန်တီရာလို့ခေါ်ပြီးနေကြာကုတ်ကဲရေးလို့အတိတ်ပဲရတဲ့လက်နက်ကိုင်အဖွဲ့ကတိုက်ခိုက်မှုအတွင်ဖောက်ခွဲရေးပစ္စည်းတွေလက်ပစ်ဗုံးတွေနဲ့ရိုင်ဖယ်တနက်တွေကိုတုံးခဲ့တယ်လို့စစ်ထောက်လှမ်းရေးကိုကိုကာပီဝန်ကြီးဌာနကပြောပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနကနေဘုံနယ်ဆက်လုံခြုံရေးအာမခံချက်ပေးဖို့အီကွေဒေါ်နဲ့ပြက်ပြက်သားသားလက်တွဲလှုပ်ဆောင်မှုဂတိကဝတ်ကိုထပ်လောင်းအတည်ပြုထားပါတယ်လို့ကိုလံဘီယာကာကွယ်ရေးဝန်ကြီးပေဒရိုအာနူဖိုဆန်ချက်စ်က social media website x မှာရေးသားခဲ့ပါတယ်ရှင်။ဒီဗီဗီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်းပါရှင်